အားလုံးပဲမင်္ဂလာပါရှင်။ယင်းမြင် channel ကနေကြိုဆိုပါရရှင်။ဒီနေ့မှာတော့တပ်ပြုံးပုံမြင်လေးတစ်ပုဒ်ကိုအတူတူဖတ်ကြည့်ကြရအောင်။တခါတော့ကတောဦးကြီးတအုပ်ရှိတဲ့။အဲ့ဒီတောဦးကြီးမှာမြင်းတစ်ကောင်နေရှိတဲ့ကွယ်။ဒီနေ့သူဟာချောင်းဆက်ကရေထဲမှာသူ့ပုံကိုသူမြင်လိုက်ရတာပေါ့။ဒီအခါမြင်းဟာအလုံးကိုဘဝင်မြင့်သွားတော့တဲ့။ငါဟာအပြည့်တက်ပြီးအယောင်ဆင်းကလည်းလှပါလို့ဒီလိုလုံးမှအလှအောင်ဆုံးမင်း ဒီချိန်မှာမြေခွေးတကောင်ကသူ့နားကိုရောက်လာတဲ့နေကိုမြေခွေးကျုပ်ဟာတကယ်ခန့်ညားရဲ့လားဗျဟာခမရကတကယ်တော့ဒီတော့ထဲမှာမနေသင့်ဘူးလှပတမ်းမအပြေးတန်တဲ့သူမို့ရှင်ဝန်သူရှိဘူးဟဲဟဲညပင်ပြောတဲ့မြေခွေးရဲ့စကားကိုမြင်းကလည်းယုံသွားတော့တာပေါ့ကွယ်ဟုတ်တယ်ငါဟာတော့နဲ့မတန်ဘူးမြို့ရွာစီကိုသွားမှာပဲဒီလိုနဲ့မြင်းဟာ ဝင်မြင်ပြီးတောထဲကနေထွက်လာခဲ့တော့တဲ့အဲ့ဒီနောက်အမင်းကမျိုးဆက်တနည်းအောင်ရောက်လာခဲ့တော့တယ်ဒီချိန်မှာလူတစ်ယောက်ဟာအဲ့ဒီမြင်းကိုတွေ့သွားတော့တာပေါ့ဒီမြင်းရဲ့လေပင်နဲ့ပါဇက်မှာဘာကြိုးဥမှခြိထားတာမတွေ့ရဘူးပိုင်ရှင်မရှိတဲ့မြင်းပဲဖြစ်ရမယ်ငါထုထားတဲ့နှဲ့ရုပ်ကိုနေပြည်တော်ကမရင်ကြီးစီပို့ဖို့ဒီမြင်းကိုအတုံးချမှာပဲဒါနဲ့မြင်းကိုဖမ်းခေါ်လိုက်တော့တဲ့ပြီးတော့ကာကြိုးတစားတွေဆင်ပေးလိုက်တော့တယ် ပြီးတော့အမြင့်ဟာတဲ့အိတ်ကိုသဘောကျသွားတော့တာပေါ့ငါ့ကိုလှပအောင်ပြင်ဆင်ပေးပါလားငါဟာတစ်ကိုတင့်တယ်လုံးလုံးပဲဖြစ်ရမယ်ပြီးတော့မြင်းရဲ့ကြောပေါ်မှာနေရုတ်တရုတ်ကိုတင်လိုက်တဲ့အဲ့ဒီနောက်နေပြီးတော့ကိုပို့ဖို့တည်သွားတော့တာပေါ့လမ်းမာလူတွေကမြင်းမော်ကနေရုတ်ကြီးကိုမြင်းရဲ့တော့လက်အုပ်ချီကတော့ပြီးအယူအသီးပေးကြတယ်ငါ့ကိုရှစ်ခိုးကတော့ပြီးအယူအသီးပေးနေကြပါလားငါဟာတကယ်ကိုတော်ထဲမှာမနေသင့်မယ်မြို့ကိုလာခဲ့တာမှတ်နေပါလား ဟဲ့ဟဲ့ငါဟာတိတ်ကိုမြင့်မြတ်တဲ့သူဖြစ်နေပြီပဲဒီလိုနဲ့မြင်းဟာကောင်းမော့ပြီးရှောက်လာခဲ့တဲ့အဲ့ဒီနောက်နေပြည်တော်ထဲဝင်လာခဲ့ကြတယ်နေပြည်တော်ထဲရောက်တော့မြို့သူမြို့သားတွေကလည်းအယုဒီပြုကြတဲ့မကြခင်မှာဘရင်ကြွလာရင်ထိုင်ဖို့ပြင်ထားတဲ့ပြင်ရှိကိုရောက်လာတယ်အဲငါ့အတွက်လူတွေခင်းထားတဲ့ခုံပဲဖြစ်ရမယ်ငါ့ကိုလူတွေအယုဒီပေးဖို့ပြင်ပေါ်တက်မရမှာပဲမြင်းဟာပြင်ပေါ်ကိုတက်ဖို့ပြင်တော့တဲ့ ဟာဟဲ့မြင်းဘာလုပ်တာလဲမတက်နဲ့အိုးငါဟာငါတက်တာဘာဖြစ်လဲမြင်းဟာပပူးစရာကိုခြေနဲ့ကန်ထုံးလိုက်တယ်ပြီးတော့ပပူးစရာလည်းတွင်းကြသွားရှာတဲ့အောင်မလေးဗျာပြီးတော့ရမတ်တွေကမြင်းကိုဝိုင်းဖမ်းလိုက်ကြတယ်ပြီးတော့မြင်းရဲ့ကြောဘော်ကနှစ်ယောက်ကြီးကိုအောက်ချလိုက်ကြတယ်ဘလောက်တောင်ဆိုးတဲ့မြင်းကိုဝိုင်းဆုံးမမရမယ်ဟုတ်တယ်ချဟိတ်ချကွအဲ့ဒီနောက်ရမတ်တွေဟာမြင်းကိုဝိုင်းရကြတော့တဲ့ပြီးတော့တော်လေးကိုမောင်းထုတ်လိုက်ကြတဲ့နေ့ ခုတော့အမင်းကြီးဟာသူ့ဘဝအမှန်ကိုနားလည်သွားပြီတော်ထဲမှာခေါင်းငုံပြီးမျက်တွေကိုပဲစားနေရတော့တာပေါ့ကွယ်အဆုံးထိနားထောင်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့နိုင်ဖို့ channel လေးကို like and subscribe လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့နော်